အန်တိုနီရဲ့အနာဂတ်ဘာလဲဘယ်လဲပရိသတ်များလောက်ဝဲမိန်လာများမန်ချက်စတာဖော်ဝါ့ဆောင်ကရင်ပြန်လဲကြိုးလိုက်ပါရင်ဒီနေ့မှာဘယ်ကစားသမားတွေရောင်းထွက်ပါမလဲဆိုတာစိတ်ပူနေရတယ်ဆိုပေမဲ့အန်တိုနီတယောက်နဲ့ပတ်သက်လို့တော့တိတ်ပြီးစိုးရင်ကြောင်းကြနေစရာမလိုလောက်ဘူးထင်ပါရင်အန်တိုနီကပြီးခဲ့တဲ့ရာသီဝက်မှာဘတ်တစ်ကိုအငှားထွက်ကစားရင်ဘတ်တစ်အတွက်အခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်အခုဆိုရင်အန်တိုနီကိုလိုချင်နေတဲ့အသင်းတွေကဝိုင်းဝိုင်းလည်နေပြီဖြစ်လို့ပါပဲလက်ရှိချိန်မှာတော့ဂျာမနီနဲ့စပိန်တို့ကထိပ်သီးကလပ်အသင်းတွေဟာအန်တိုနီကိုခေါ်ယူဖို့စိတ်ဝင်စားနေကြပြီးကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့ကိုလည်းအလို့ရပြင်ဆင်နေကြပါရင် မန်ယူအသင်းကတော့ဘက်တင်မှာချိန်ဆွမ်းပြခဲ့တယ်ဆိုပေမဲ့အန်တိုနီကိုအသင်းမှာနေရာပြန်ပေးဖို့မရှိတော့ပင်ပြခဲ့တဲ့ရာသီလုံးကဆင်းပြဲဆရာနဲ့အဆုံးသတ်ခဲ့ရတဲ့အမော်ရဲ့လူစင်းကိုပိုမိုတောက်တရအောင်ဖြည့်တင်းရမှာလုံမွေးရဲ့ဒစိတပိုင်းအဖြစ်ရရှိနိုင်အောင်လို့ဒီနေ့မှာအပိသက်ရောင်းချသွားဖို့ပဲဆန္ဒရှိနေကြတာပါအန်တိုနီဘက်ကကြည့်မယ်ဆိုရင်လည်းအန်တိုနီကမန်ယူအသင်းထံမပြောင်းကျင်တော့ပါဘူးမန်ယူအသင်းမှာရှိနေရတာဟာသူ့အတွက်ခက်ခဲတဲ့နေ့ရက်တွေကိုကြော်ဖြဲရင်းနဲ့သာနားကျင်စွာအချိန်တွေကုန်ဆုံးနေရပြီးဘက်တင်မှာတော့သူ့ရဲ့ပျော်ရွှင်ခြင်းအဆင့်အမှန်နဲ့ဘွားရဲ့အနှစ်သာရတွေကိုပြန်ရှာတွေ့ခဲ့တယ်လို့ဆိုထားပါတယ် ဘာလို့လဲနဲ့အချိန်တွေကုန်သွားတာသိမြင်ပါရင်အန်တိုနီယာဘက်တီစီအငားထွက်ကစားခဲ့တာအချိန်6လကြာသွားခဲ့ပါပြီဒီကလာအတွင်းမှာတော့အန်တိုနီကဘက်တီရဲ့အတွက်ပြိုင်ပွဲဆုံ26ပွဲပါဝင်ကစားပေးထားပြီးတွင်းကိုကိုကိုနဲ့ဂိုးဖန်နေမှု6ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်ဒီအစီအမဘက်တီက conference final အထိတက်လန်းရောက်ရှိနိုင်ခဲ့ရပါတယ်အန်တိုနီရဲ့စွမ်းဆောင်ရည်ကအေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေခဲ့ပါတယ် ဘတ်တစ်ကလည်းသူတို့စီမှာခြေစွမ်းကောင်းနေပြသနေတဲ့အန်တိုနီကိုအသေးမှဆက်ခေါ်ထားခြင်းခဲ့ပေမဲ့လည်းအပိသက်ဝယ်ယူနိုင်ဖို့ကိုတော့ဘတ်ဂျက်အကန့်အသတ်တွေရှိနေပါတယ်။မန်ယူကလည်းအန်တိုနီကိုအငားထဲချဖို့လုံးဝစိတ်ကူးမရှိတော့ပါဘူး။ရက်ကလီတို့ခန်းစားနေရတာကဒီအချိန်မှာအန်တိုနီကိုရောင်းချဖို့အတွက်အကောင်းဆုံးအချိန်ဆိုတော့ပါပဲ။ဒီအချိန်မှာရောင်းချနိုင်ရင်ပြောင်းရွှေ့ခြင်းထိုက်တင်တဲ့လောက်တော့ရရှိနိုင်မှာဖြစ်ပါတယ်။ မင်ကအန်တိုနီရဲ့ပြောင်းရွှေ့ခြေကိုယူတန်း90တတ်မှတ်ထားပါရင်အန်တိုနီကိုအိုင်းအက်ကနေခေါ်ခဲ့တော့ကတန်မိုးရဲ့ထက်ဝက်လောက်ကိုမန်ယူအသင်းကပြန်လို့ခြင်းနေရပါဒီချိန်မှာအန်တိုနီကလည်းဘက်တင်အတွက်ခြေစွမ်းပြကစားခဲ့တာကြောင့်ဈေးတောင်းလို့ကောင်းနေတဲ့အချိန်ဖြစ်ပါတယ်အခုဆိုရင်အန်တိုနီကိုစိတ်ဝင်စားနေတဲ့ကလပ်အသင်းများစွာရှိလာခဲ့ပြီးဒီထဲမှာအက်တလီကိုနဲ့အာဆင်နယ်အသင်းမှာပါဝင်လာတာကိုအားအသင့်ဝယ်ကြားသိရပါတယ်အန်တိုနီကိုဂျာမန်ထိပ်တန်းကလပ်တွေဖြစ်ကြတဲ့လီဗာကူဆင်နဲ့ဘိုင်ယန်မြူနစ်တို့ကလည်းအပြိုင်စိတ်ဝင်စားနေကြပြီးအန်တိုနီကိုခေါ်ယူရရှိရတဲ့အတွက်အကျိအနယ်ရှင်ပြိုင်သွားကြဖို့လည်းရှိနေပါတယ် ေဗာကူဆင်ကတော့ Florian Pass ကိုရောင်းချလို့ရတဲ့မွေတွေက Anthony ကိုခေါ်ယူရမှာအသုံးပြုဖို့အတွက်ရည်မှန်းထားပါတယ်။ Florian Pass အတွက်လေဗာကူဆင်ကယူအတန်း150အထိရရှိနိုင်မှုရည်မှန်းထားပြီး Anthony ကိုတော့ယူအ35တန်းကနေတန်း40ချားနဲ့ပြန်လည်ဝယ်ယူဖို့လေဗာကူဆင်ကစဉ်းစားထားပါတယ်။ဒီအချိန်မှာ Bayern Munich ကလည်းစာနေရဲ့နေရာအတွက် Anthony ကိုအစားထိုးဖို့စဉ်းစားလာခဲ့တာကြောင့် Anthony လူပွဲထဲမှာပါဝင်လာခဲ့ပါတယ်။ လက်ရှိမှာတော့အန်တိုနီရဲ့အေဂျင့်တွေဟာဘက်တရီကိုထွက်ခွာသွားခဲ့ကြပြီဖြစ်ပြီးကစားမရဲ့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ဆွေးနွေးမှုတွေစတင်ပြုလုပ်သွားတော့မှာလည်းဖြစ်ပါရင်ဘန်ယူနဲ့ဘက်တရီတို့ရဲ့အကြောင်းမှာလည်းအန်တိုနီရဲ့ကိစ္စနဲ့ပတ်သက်လို့လာမယ့်ရသက်သက်အတွင်းညှိနှိုင်းပြောဆိုမှုတွေပြုလုပ်သွားဖို့ချိန်ဆထားပြီးဖြစ်တယ်လို့သိရပါရင်အားလုံးကတော့အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့အပြုသဘောဆောင်တဲ့အရာတွေထွက်ရှိလာနိုင်မယ်လို့ရည်မှန်းထားပြီးကိုစီအတွေးစိတ်ကူးတွေနဲ့တက်တက်ကြွကြွရှိနေကြပါရင်ဒီတိုင်းဆိုရင်အန်တိုနီကဒီနေ့ပေါင်းမန်ယူကနေထွက်ခွာတော့မယ့်ပထမဆုံးကစားမတယောက်ဖြစ်လာဖို့လည်းရှိနေပါရင် ပရိသတ်များအနေနဲ့ကရောဘယ်လိုများထင်မြင်ယူဆမိကြပါကလဲခင်ဗျာမိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေဝင်ရောက်ဆွေးနွေးပေးသွားခဲ့ကြပါဦးဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနေပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Forward Zone Channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ